ဆယ်လီယပြောင်းကုန်မားကတ်တင်းစံပေါ်အတွက်အသုံးချလိုက်တဲ့အကြောင်းဝေဖန်ခန်နီယာရီမြန်မာစတားပြိုင်ပွဲဆယ်လီယပြောင်းကအမြင်နဲ့အတူတူဟာတာဗီဒီယိုလေးတွေရိုက်ကဆိုရှယ်မီဒီယာမှာအောင်မြင်လာခဲ့ကြသူတွေပါအရင်တုန်းကတော့အမြတ်တယောက်တည်းဇလန်တိုလေးတွေရိုက်ပေမဲ့အပြုံနဲ့တူငယ်ချင်းတွေဖြစ်ကနှစ်ယောက်တူဖန်တီနေကြတာပါအမျိုးသမီးလိုဝတ်စင်ကတိုးဆောင်တဲ့အပြုံကိုသဘောကျတာကြောင့်ဆယ်လီတွေဖြစ်လာခဲ့ကြတာပါအပြုံကဟာတာဗီယိုတွေရိုက်နေရကနေပြီးကြတဲ့ရက်မှာမြန်မာစတားပြိုင်ပွဲကိုတော်ပြိုင်ခဲ့တာပါ အတန်အောနေရဲ့အပြုံးကိုတချင်ဆိုကောင်းမယ်လို့တော်တော်များများကမထင်ထားကြပါဘူး။အပြုံးကပထမဆုံးနေနဲ့ပြိုင်ပွဲမှာလာပြိုင်မှုတာပါ။တယောက်တည်းပြိုင်ရင်အောင်းငယ်လိုအမျက်ကိုပါတခါရေခေါ်လာခဲ့ပါရင်။ဟာတာဇယ်လီရီမှုစင်ဘောကိုတက်လာကြတဲ့ကနှစ်ယောက်သားကဟီဟာဟာနဲ့ဖြစ်နေကြပါ။အမျက်ကတော့ပူပူလင်းလင်းဆိုသူတို့အိမ်မှာဆိုပြနေရ။နားညည့်ရဆိုပြီးပြောလာခဲ့တာပါ။သူနားညည့်ရတယ်လို့ တတိုင်းပြည်လုံးနိုင်ညီဖို့အတွက်အစိုးပြလာခဲ့ရလို့ဆိုပါရယ်အမျက်ကမြောက်ပြတာကြောင့်အပြုံးကလည်းအစိုးဖြစ်သွားခဲ့တာဖြစ်ပါရယ်အပြုံးကမြန်မာတန်ဆန်တချင်တွေကိုဆိုရတာပူပြီးတော့ဝါဒနာပါတာပါတဟာအောင်တို့လိုတချင်တွေနဲ့အလွန်တချင်တွေကိုဆိုပြကသူစကီရီကိုထုတ်ပြခဲ့တာပါအမြဲတချင်းညင်းနေတတ်သူဖြစ်တဲ့အတွက်တချင်းကိုခန်းစားချက်အပြင်နဲ့တည်ဆူနိုင်ခဲ့ပါတယ်။ဒါမဲ့အပြန်ဆိုင်ဖြစ်နေတဲ့ပြိုင်ပွဲမှာရေးစရာကောင်းလာအောင်မဖြစ်ဘူးလို့ဆိုနေကြဖြစ်ပါတယ်။ အပြုံးကအတန်ကောင်းတာမျိုးမဟုတ်သေးတဲ့အတွက်မရွေးသင့်ဘူးလို့မြင်ကြပါရယ်။ဒါပေမဲ့မြန်မာစတာအတွက်ကတော့အပြုံးလိုလူမျိုးကရွေးချယ်စရာကောင်းတယ်လို့သာသတ်မှတ်ထားတာပါ။ဒန်တွေကလည်းရွေးဖို့အတွက်ပြောထားတဲ့ပုံစံရှိတယ်လို့လူတွေကပြောဆိုနေကြဖြစ်ပါရယ်။ကိုအောင်ကကတော့အပြုံးကိုလိုအပ်ချက်တွေရှိနေကရွေးချယ်စရာမကောင်းဘူးလို့ပြောဆိုနေကြဖြစ်ပါရယ်။အပြုံးမှာလိုအပ်ချက်ရှိနေပေမဲ့ရွေးလိုက်မယ်လို့ပြောလာခဲ့တာပါ။ကိရတနာဆိုတော့ရွေးမယ်လို့ဆိုကနောက်တစ်စစ်ကိုခေါ်လိုက်ပါရယ်။ အပြုံးကတခြားပြိုင်ပွဲတွေကိုကြောတက်ကနောက်တစ်ဆင့်ကိုတက်သွားကြတာဖြစ်ပါတယ်။လူအများတော့မြန်မာစတားကိုဆက်ပြီးမကြည့်ချင်တော့ဘူးလို့တောင်ဆိုနေကြတာပါ။မြန်မာစတားပြိုင်ပွဲကဆယ်လီရီကိုကြာရွေးချယ်ကကောင်းတဲ့ပြိုင်တွေဆိုဖြုတ်တာလို့ထောက်ပြနေကြတာပါအပြုံးကိုကြာရွေးချယ်မယ်ဆိုရင်မြန်မာစတားကပို့ပြီးတော့လူကြီးများမှကြောင်းပါအပြုံးလာပြိုင်တဲ့ဗီဒီယိုတပုတ်တင်နေတဲ့ကျေးဇူးတူတန်နေချီရရှိထားတာပါဒါကြောင့်မို့လို့အပြုံးကမြန်မာစတားပြိုင်ပွဲအတွက်မာကတ်တင်းအဆင့်ဖို့အသုံးချစရာဖြစ်နေရပါ marketing အတွက်အသုံးချစရာအကောင်လောက်အောင်ကြည့်ရောက်သွားကြတာဖြစ်ပါတယ်။တချို့ကလေအပြုံကမြန်မာစတာပြိုင်ပွဲမှာနာမည်ကြီးဖို့လာပြိုင်တာဆိုပြီးပြောဆိုနေကြတာဖြစ်ပါတယ်။မြန်မာစတာပြိုင်ပွဲမှာကုကျင်းတီလူကြိုက်များတဲ့ပြိုင်ပွဲဝင်ရဲ့လို့သိမပါသေးပါဘူး။အလုံးကတော့ဒီတစ်ခေါက်ပွဲကိုသိစိတ်ဝင်စားတော့ပါဘူး။အရင်နှစ်ကလိုချန်တိုင်းသားကိုသာရွေးချယ်မှလို့လည်းထင်နေကြတာပါ။တခြားပြိုင်ပွဲဝင်တွေကောင်းပေမဲ့နှစ်နှစ်လုံးချန်တိုင်းသားတွေကိုသာဝင်လာပေးကြတာပါ။အစည်းအဝေးတင်ဆက်သူဂရိုင်းကလည်းချင်းလူမျိုးဖြစ်တဲ့အတွက် ဒီတနေ့ဘယ်လိုဖြစ်အောင်မလဲဆိုတာမသိရသေးပါဘူးတကယ်လို့ဒီနေ့တော့ကျန်တိုင်းတာပင်ဆက်ရွေးမယ်ဆိုရင်ပြန်ပွဲကလူစိတ်ဝင်စားတဲ့ပွဲဖြစ်လာမှာမဟုတ်တော့ဘူးလို့ထောက်ပြနေကြပါတယ်ဆေးလျပြုံးကိုမားကတ်တင်းစင်ဖို့အတွက်အသုံးချလိုက်တာကြောင့်ဝေဖန်ခံနေရတဲ့မြန်မာရှားပေါ်အမြင်လေးတွေကိုလည်းပြောပြခဲ့ပါအောင်ရှင် ုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပြည်သူတွေအတွက်စိတ်ဝင်စားဖို့ရအကြောင်းတွေနဲ့တို့ပြန်လာကြအောင်ပါဖြစ်လို့အတိတ်တော်ပြည်တွေတဏ္ဍာမလွတ်တမ်းအသိရှင်နိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပြီးကြီးရှိမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်။